တိုင်းပြည်တပြည်ရဲ့စစ်တပ်ဆိုတာကပြည်သူကရွေးကောက်တင်မြှောက်ထားတာမဟုတ်ပါဘူးအဲ့ဒီစစ်တပ်ရဲ့ထိတ်တန်းညာဓူးတွေဆိုတာကလည်းပြည်သူကရွေးကောက်တင်မြှောက်ထားတာမဟုတ်ပါဘူးနိုင်ငံတော်သမ္မတတို့နိုင်ငံတော်ဝန်ကြီးချုပ်တို့ကခန့်ထားကြတာမျိုးပါတချို့တိုင်းပြည်တွေမှာတော့အဲ့ဒါလိုစစ်တပ်အကြီးကဲညာဓူးထောက်လန်းရေးအကြီးကဲညာဓူးရဲဌာနအကြီးကဲညာဓူးဆိုတာမျိုးတွေတရားသူကြီးချုပ်ရှေ့နေချုပ်ဆိုတာမျိုးတွေအထီကိုရွေးကောက်တင်မြှောက်ဖို့စဉ်းစားကုန်ကြပါပြီကဲအဲ့ဒါတွေရထားပါတော့အခုပြောချင်တာက နိုင်ငံအများစုမှာစစ်တပ်အကြီးအကဲဆိုတဲ့ယာဒူးဟာတမရတို့ဝန်ကြီးချုပ်တို့ကခန့်ထားရတဲ့ယာဒူးပါကျွန်တော်တို့ဗမာပြည်မှာတော့အဲ့လိုမဟုတ်ပါဘူးမိုးကြရွှေကိုတွေဖြစ်နေပါတယ်စကလုံးလှလှနဲ့ပြောရရင်တော့မိုးကြရွှေကိုပေါ့ဗျာစကလုံးဆွဆွနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့တစ်ခေါင်းဘွားတွေအုတ်ကြားမျက်ပေါက်တွေဖြစ်နေတာပါသူတို့ဘာသာသူတို့ခန့်ထားတဲ့သူတွေဖြစ်နေပါတယ်အခြေခံဥပဒေဆိုတာကိုတောင်မှစစ်တပ်ကကိုယ်တိုင်ရေးဆွဲထားပြီးတော့အဲ့ဒီအခြေခံဥပဒေထဲမှာကာကွယ်ရေးဦးစီးချုပ်ကို သမရကခန့်ခွင့်မရှိဘူးတို့တိတ်တိတ်ချာချာတားမြစ်ထားလိုက်ပါသေးတယ်ရွေးကောက်ခံမဟုတ်ဘဲနဲ့သမရအထက်ကနေနေခြင်းတဲ့သူပါအဲ့ဒါလို့နေလို့ရအောင်တမင်ကိုအခြေခံဥပဒေကိုစစ်တပ်ကကိုယ်တိုင်ရေးဆွဲထားတာပါအဲ့ဒါတွေဟာပြဿနာရဲ့အရင်းမြစ်တွေပါအဲ့ဒါလို့တွေလှုပ်ပြီးတော့အဲ့ဒါလို့တွေငာမြင့်ငာဆိုင်လှုပ်နေလို့ပြဿနာတွေစကိုင်းအထိရောက်လာနေပါပြီအခုဆိုလို့ရှိရင်စစ်တပ်ဆိုတဲ့ institution ကြီးဟာ အရေးချင်းပြက်ရင်းဖောက်ပြန်တဲ့အဖွဲ့အစည်းကြီးဖြစ်လာနေပါပြီမြန်မာနိုင်ငံကစစ်တပ်ဗိုလ်မင်းအောင်လှိုင်တို့စစ်တပ်ဟာအရေးချင်းပြက်ရင်းဖောက်ပြန်တဲ့စစ်တပ်ကြီးဖြစ်နေပြီလို့ကျွန်တော်ခုပြောပါတယ်ဘာကြောင့်ပြောပါသလဲဘလို့ချိန်မှာစစ်တပ်တခုအရေးချင်းပြက်ရင်းဖောက်ပြန်သွားပြီလို့နိုင်ငံတကာကသတ်မှတ်ကြပါသလဲနိုင်ငံတကာစံနှုန်းတွေကဘာပါလဲအခုအရာတွေကိုဆွေးနွေးတင်ပြမှာပါနံပါတ်1မိမိပြည်သူကိုပြစ်မှတ်ထားပြီးတော့ပြန်လဲတိုက်ခိုက်ခြင်း တိုက်ပြည်တပြည်စစ်တပ်ကကိုပြည်သူကိုပြန်လဲပြစ်မှတ်ထားတိုက်ခိုက်ခဲ့လို့ရှိရင်အဲ့ဒီစစ်တပ်ဟာတိုက်ပြည်စစ်တပ်အဆင့်ကနေပြီးတော့ပြက်ပြဲပါတယ်။အကြီးချင်းပြက်ရွံ့ဖောက်ပြန်သွားပြီလို့နိုင်ငံတကာဥပဒေတွေမှာသတ်မှတ်ပါတယ်။ပြည်သူကတော်လှန်ရေးအဖွဲ့ကို ထောက်ခံနေလို့ဘုံကျဲတာပါဆိုပြီးတော့အကြောင်းပြလို့ဆင်ခြင်ပေးလို့မရပါဘူး။လက်နက်မဲ့ပြည်သူကိုဘာအကြောင်းပြချက်နဲ့မှဘုံကျဲတာပြစ်ခတ်တာလောက်ခွင့်မရှိပါဘူး။ လက်နက်မဲ့ပြည်သူဟာတပုံမဲ့ဖြစ်ဖြစ်အစိုးရပဲဖြစ်ဖြစ်ဘာကိုပဲဖြစ်ဖြစ်သူတို့ကြိုက်ရအောင်သူတို့ထောက်ခံခွင့်ရှိပါတယ်။အကယ်၍အဲ့ဒါလိုထောက်ခံတာဟာအဲ့ဒီနိုင်ငံရဲ့တည်ဆဲဥပဒေနဲ့စန့်ကျင်တယ်ဆိုလို့ရှိရင်လေအဲ့ဒီဥပဒေနဲ့ပဲတရားစွဲခွင့်ရေးယူခွင့်ရှိပါတယ်။စစ်တပ်ကနေပြီးတော့အဲ့ဒါလို လုံးလို့ဘာဆိုပြီးတော့တနက်နေ့ပြစ်ခတ်တာပါရာမော်တာဂျိုင်ရိုကော်ပတာတွေအသုံးပြုပြီးတော့ဘုံကျဲတာဆက်တနက်နေ့ ြစ်တာလက်နက်ကြီးနဲ့ပြစ်တာမိရှို့တာဂျက်လီယန်နဲ့ဘုံကျဲတာမျိုးတွေကိုလုံးဝလုတ်ခွင့်မရှိပါဘူးအဲ့ဒါတို့တွေလုတ်ခဲ့လို့ရှိရင်လုတ်တဲ့အချိန်လုတ်တဲ့အချိန်နဲ့လူသေးချင်မှုပမာဏပျက်စီးဆုံးရှုံးမှုပမာဏဆိုတာတွေပေါ်မှာမူတည်ပြီးတော့ဆရာဆိုမှုလူမျိုးတုံးတက်ဖြတ်မှုလူသားမျိုးနဲ့ပေါ်မှာကျူးလွန်တဲ့ရာဇဝမှုစတဲ့ရာဇဝမှုတစ်ခုခုမြောက်နိုင်ပါတယ်တစ်ခုတည်းပို့ပြီးတော့လည်းမြောက်ချင်မြောက်နိုင်ပါတယ် မဟာလာစတဲ့ဟာအဲ့ဒါလိုအမှုမျိုးအများပြားကျူးလွန်နေတာကိုပြည်သူလူထုကြီးတရားလုံးကသိကြပါတယ်နံပါတ်1ဆရာဆိုမှုကျူးလွန်ခြင်းစစ်တပ်ဟာဆရာဆိုမှုကျူးလွန်ရင်တရားဝင်စစ်တပ်ဖြစ်ကနေပြီးတော့အလိုလိုပြက်ပြက်ပါတယ်ဆရာဆိုမှုကျူးလွန်တဲ့စစ်တပ်ဟာတရားဝင်စစ်တပ်မဟုတ်တော့ဘဲနဲ့ရာဇဝတ်သားတွေဖြစ်သွားပါပြီလူစိုးလူမိုက်ဂိုင်းတွေဖြစ်သွားပါပြီဒူးစရိုက်ဂိုင်းကြီးတကိုင်းဖြစ်သွားပါပြီ ဗမာစစ်တပ်ဟာစစ်ရာဇမှုများစွာကိုကျူးလွန်ထားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။နိုင်ငံတကာခုံရုံးရောက်တဲ့ရိုဟင်ဂျာအမှုကြီးဟာလည်းစစ်ရာဇမှုမြောက်ပါတယ်။ဗဇီကြီးလက်ရက်တွင်အိုရိန်တွင်ကချင်ပြည်နယ်မုံလိုင်ခက်၊ကယားပြည်နယ်ဖူဆိုမီရှို့တပြတ်မှု၊ချောင်းဦးဒရင်ကျွတ်လာပြေဘုံကျဲမှု၊သားထောင်ဖိုးတေကိုအရှင်လက်လက်မီရှို့တဲ့ဖြစ်စဉ်တွေဟာစစ်ရာဇမှုတွေပါ။ခရစ်တငယ်တွေ အသက်ဆနစ်တောင်မှမပြည့်သေးတဲ့ကလေးငယ်လေးတွေဟာခေါင်းပြက်ခြေပြက်ဥထွက်စတဲ့နှီးမျိုးစုံနဲ့စောစောကဖြစ်စဉ်တွေအတွင်းမှာမရှိမလားအသက်ဆုံးကျုံခဲ့ကြရပါတယ်အလွန်ကိုတေချာတဲ့ဆရာဆိုမှုကြီးတွေပါစစ်တပ်တရဟာအဲ့လိုရာဇဝမှုတွေကိုကျူးလွန်ရင်နိုင်ငံတော်စစ်တပ်အဖြစ်တရားဝင်ရက်တီခွင့်ဆုံးရှုံးပါတယ်တရားမဝင်လူစိုးလူမိုက်ခံဖြစ်သွားပါတယ်နံပါတ်3လူမျိုးတုံးတက်ဖြတ်မှု လူမျိုးရှင်းလင်းရေးလုပ်မှုလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ပြစ်မှုနိုင်ငံတကာအဆင့်အမှတ်တမ်းတင်အရေးယူခြင်းခံတိုက်တဲ့လူမျိုးတုံးတပ်ဖြတ်မှု genocide လူမျိုးရှင်းလင်းရေး ethnic cleansing လူမျိုးနွယ်ပေါ်မှာကျူးလွန်တဲ့ရာဇဝတ်ပြစ်မှု crime against humanity တွေကျူးလွန်ခဲ့လို့ရှိရင်အဲ့ဒီစစ်တပ်ကိုနိုင်ငံတော်စစ်တပ်အဖြစ်ဆက်လက်ပြီးတော့မတတ်မတော့ပါဘူးရည်ချွန်း ပြက်ရွံ့ဖောက်ပြန်သွားတဲ့လူစုကိုင်းတကူလို့ပဲသတ်မှတ်ပါတယ်ဒါရိုက်နဲ့ပတ်သက်ပြီးတော့ဘုံမင်းအွန်လိုင်းစစ်တပ်ကိုကဘာကလူသိရှင်ကြားတရားဆွဲဆိုထားတာဖြစ်တဲ့အတွက်အကျေချက်မပြောတော့ပါဘူးနံပါတ်၄အချက်အခြေခံဥပဒေအရတရားဝင်မှုဆုံးရှုံးခြင်း constitutional legitimacy ဆုံးရှုံးခြင်းတိုင်းပြည်တစ်ပြည်ရဲ့စစ်တပ်ဆိုတာဟာအခြေခံဥပဒေနဲ့အညီသာတည်ထောင်ဖွဲ့စည်းရပါတယ် ဒါမှမဟုတ်အခြေခံဥပဒေမရှိတဲ့အတိုင်းပြည်ဆိုလို့ရှိရင်အရွေးကောက်ခံအစိုးရရဲ့တရားဝင်ဖွဲ့စည်းတည်ထောင်မှုအရသာရည်တည်ရပါတယ်အဲ့ဒါကို constitutional legitimacy အခြေခံဥပဒေရတရားဝင်မှုလို့ခေါ်ပါတယ်အဲ့ဒီအခြေခံဥပဒေရတရားဝင်မှုပြည့်ပြည့်လို့ရှိရင်အဲ့ဒီစစ်တပ်ဟာနိုင်ငံတော်စစ်တပ်အဖြစ်ကနေအလိုလိုပြည့်ပြည့်ပါတယ်အရေးစကားနဲ့ရှင်းအောင်ပြောပြပါမယ်စစ်တပ်ဟာအခြေခံဥပဒေကိုဖောက်ပြက်လို့ရှိရင်အရွေးကောက်ခံအစိုးရကလက်မခံတော့လို့ရှိရင်အလိုလိုပြည့်ပြည့်ပါတယ် အဲ့ဒါလိုစစ်တပ်ကိုဖျက်သိမ်းခွင့်ရှိပါတယ်။ဘုံမင်းအွန်လိုင်းစစ်တပ်ဟာအရွေးကောက်ခံနေဖြစ်ကြတဲ့တမရတို့နိုင်ငံတော်အတိုင်းမြန်ကန်တို့ကိုဖမ်းပါတယ်။အရွေးကောက်ခံအစိုးရစီကနေပြီးတော့အာဏာသိမ်းပါတယ်။သူတို့ရေးဆွဲထားတဲ့အခြေခံဥပဒေကိုတောင်မှသူတို့ပြန်ပြီးတော့ချိုးဖောက်ပါတယ်။ဥမာပြောရမယ်ဆိုလို့ရှိရင်အခြေခံဥပဒေချိုးဖောက်တဲ့ဆိုတဲ့ဟာတွေကသူတို့ရေးဆွဲထားတဲ့အခြေခံဥပဒေကတမရကိုဘလို့အခြေအနေဘလို့အချိန်ကမှဖမ်းခွင့်မရှိပါဘူး။အဲ့ဒါကိုသူကဖမ်းပါတယ်။သူတို့ခေါ်အာဏာထိန်းနေဆိုတာကိုတမရခွင့်ပြုချက်ရမှသာလောက်ခွင့်ရှိပါတယ်။ ခုတော့သမရခွင့်ပြုချက်မရှိဘဲနဲ့လုပ်ပါတယ်ဒုသမရကနေယာယီသမရတက်လုပ်ပြီးတော့အဲ့ဒီယာယီသမရကခွင့်ပြုတယ်လို့သူတို့ကနေပြီးတော့ဇလန်ဖန်တီးပါတယ်ဒါပေမဲ့အာနာသိန်းနာသူတို့ခေါ်အာနာထိန်းနာကိုအရင်လုပ်ပြီးတော့မှဒုသမရကိုယာယီသမရခန့်ရပါတယ်အဲ့ဒါလို့ခန့်ပြီးမှအဲ့ဒီယာယီသမရကခွင့်ပြုခဲ့တာပါတော်တော်လေးနောက်ကျနေပါတယ်ရှင်းနောက်ကမောက်ကမာကြီးကိုဖြစ်နေအောင်လွဲပါတယ် အာနာသိအာနာထိန်းတာလုပ်ပြီးလို့ရှိရင်လွှတ်တော်ကိုတင်ပြပြီးတော့အတီးပြချက်ရယူရပါတယ်ဒါပေမဲ့သူတို့ကအဲ့ဒါလိုအတီးပြချက်မယူပါဘူးယူစရာလွှတ်တော်လည်းမရှိတော့ပါဘူးလွှတ်တော်ခေါ်လို့မရအောင်လွှတ်တော်အမတ်တွေကိုလိုက်ပြီးတော့ကြတော့ဖမ်းပါတယ်ဒါကြောင့်စစ်တပ်ဟာတရားဝင်မှု legitimacy ဆုံးရှုံးပြီးသားဖြစ်ပါတယ်အဲ့ဒါလိုတက်ကိုဖျက်သိမ်းဖို့လိုပါတယ်ကျွန်တော်တို့ Think Media ရဲ့ဗီဒီယိုတွေကိုတစ်ခုလုံးကူးယူတာဖျက်တော့ပြင်ဆင်ပြီးတော့ပြန်တင်တာတွေမလုပ်ကြဘူး မြစ်တာရက်ခတ်ပါတယ်အဲ့ဒါလို့ခိုးကူးပြန်တင်လောက်တာတွေဟာ မီဒီယာရဲ့ရက်တည်ရေးအတွက်ကြီးကြီးမားမားအဟံအတာအနှောက်ယှက်ဖြစ်လာနေပါတယ်ပြည်သက်များအနေနဲ့လည်းခိုးကူးပြန်တင်တာတွေကို အားမပေးကြဘဲနဲ့မူရင်း TM Media YouTube မှာသာကြည့်ရှုအားပေးခြင်းအဖြစ်မီဒီယာရေးရှည်ရက်တည်နိုင်ရေးကို အားပေးကူညီကြပါလို့မြစ်တာရက်ခတ်ပါတယ်ခင်ဗျာနံပါတ်5ချက်စစ်တပ်ဟာ တိကျလွတ်လပ်တဲ့အဖွဲ့အစည်း independent အဖွဲ့အစည်းဖြစ်နေရည်တည်권ရှိပါဘူးစစ်တပ်ဟာရသားဆိုးရရဲ့လက်အောက်ခံဖြစ်တာရည်တည်권ရှိပါတယ်နိုင်ငံကမှာစစ်တပ်ဆိုတာဟာသူ့ဘာသာတိကျလွတ်လပ်တဲ့အဖွဲ့အစည်းအဖြစ်ရည်တည်권မရှိပါဘူးအဲ့ဒါလို့တိကျအဖွဲ့အစည်းဖြစ်နေရည်တည်ဖို့စ조사လာလို့ရှိရင်အဲ့ဒါလို့조사လာတဲ့တပိုင်းနဲ့မှာတရားဝင်မှုဆုံးရှုံးပါတယ်တရားမဝင်အဖွဲ့အစည်းဖြစ်သွားပါတယ်မမကြီးမှာစစ်တပ်ဟာသူတို့စစ်တပ်ရဲ့အကြီးအကဲ ကာကွယ်ရေးဦးစီးချုပ်ကိုသမရကခန့်ခွဲမရှိဘူးလို့2008အခြေခံဥပဒေထဲမှာရေးထားပါတယ်။စစ်တပ်ရဲ့စီမံခန့်ခွဲမှုအားလုံးကိုလည်းအစိုးရကဝင်ရောက်စီမံခန့်ခွဲခွင့်မရှိဘူးလို့အဲ့ဒီအခြေခံဥပဒေမှာရေးထားပါတယ်။ဒါဟာစစ်တပ်ကိုတရားအဖွဲ့အစည်းအဖြစ်ရပ်တည်ဖို့စနစ်တကျအကွက်ချရေးထားတာပါ။အဲ့ဒါလို့လုပ်တာဟာနိုင်ငံတကာဥပဒေအရတရားမဝင်ပါဘူး။အဲ့ဒါလို့တရားမဝင်တဲ့ဟာကို2008အခြေခံဥပဒေထဲမှာထည့်ရေးထားပါတယ်။အဲ့ဒါကြောင့်2008အခြေခံ ဥပဒေကိုယ်တိုင်ကိုကစံနှုန်းမမီတဲ့ဥပဒေအတုဖြစ်နေတယ်လို့ဗမာစစ်တပ်ဟာလည်းတရားမဝင်တဲ့အဖွဲ့အစည်းအလိုလိုဖြစ်နေပါတယ်။နံပါတ်6အချက်ရတ္တာအစိုးရခေါင်းဆောင်ရဲ့အမိန့်ကိုမနာခံခြင်းစစ်တပ်ဟာရတ္တာအစိုးရအဖွဲ့ရဲ့ခေါင်းဆောင်ပေးတဲ့အမိန့်ကိုမနာခံလို့ရှိရင်တရားဝင်မှုအလိုလိုပြက်ပြက်ပါတယ်။ဗမာပြည်ကစစ်တပ်ဟာရတ္တာအစိုးရအဖွဲ့ခေါင်းဆောင်ရဲ့အမိန့်ကိုမနာခံရုံသာမကဖမ်းတောင်မှဖမ်းလိုက်ပါသေးတယ်။ဒါကြောင့်စစ်တပ်ရဲ့တရားဝင်မှု ပြက်ပြက်ပါတယ်နံပါတ်9အချက်စစ်တပ်အစိတ်စိတ်အမောမောပြုတ်ကွဲခြင်းတိုင်းပြည်ပြည်ရဲ့စစ်တပ်ဟာတစုတစည်းတည်းမရှိတော့ဘဲနဲ့နှစ်ဖွဲ့သုံးဖွဲ့စသဖြင့်အစိတ်စိတ်အမောမောပြုတ်ကွဲခဲ့လို့ရှိရင်နိုင်ငံစစ်တပ်အစ်စ်ကနေပြီးတော့အလိုလိုပြက်ပြက်ပါတယ်နံပါတ်10အချက်ပြည်ပနိုင်ငံတနိုင်ငံရဲ့ကျေးစားစစ်တပ်ဖြစ်သွားခြင်းတိုင်းပြည်ပြည်ရဲ့နိုင်ငံတော်အစစ်စစ်တပ်ဟာပြည်ပနိုင်ငံတနိုင်ငံရဲ့ကျေးစားစစ်တပ်ဖြစ်သွားခဲ့လို့ရှိရင်ပြည်ပထိမ့်ချုပ်မှုအောက်ကိုရောက်သွားခဲ့ရင် နိုင်ငံစစ်တပ်အဖြစ်ကနေပြီးတော့အလိုလိုပြက်ပြက်ပါတယ်။နံပါတ်6ချက်နိုင်ငံတကာဥပဒေကိုချိုးဖောက်ခြင်းတိုက်ပီတီရဲ့စစ်တပ်ဟာနိုင်ငံတကာဥပဒေနိုင်ငံတကာစံနှုန်းတွေကိုပြောင်ပြောင်တင့်တင့်ချိုးဖောက်ခဲ့လို့ရှိရယ်နိုင်ငံစစ်တပ်အဆင့်ကနေပြီးတော့အယီချင်းပြက်ရွံ့ပြက်ပြက်ပါတယ်။နိုင်ငံတကာဥပဒေတွေနိုင်ငံတကာစံနှုန်းတွေဆိုတာကလူ့ခွင့်ရေးကြီးညာစတဲ့ကုလသမဂ္ဂဗြိဉ္ဇဂျနီဗာသဘောတူညီချက်ရောမဥပဒေအပါဝင်လူ့ခွင့်ရေးဥပဒေတွေအရသားကိုအကာအကွယ်ပေးတဲ့သဘောတူညီချက်တွေစတဲ့အရာတွေကိုဆိုလိုတာဖြစ်ပါတယ်။ အခုမဟာလာစစ်တပ်ဟာအဲ့လိုနိုင်ငံတကာဥပဒေတွေကိုချိုးဖောက်တာကများလွန်းလှပါပြီအချင်းချုပ်ကိုပြန်ပြောရမယ်ဒီဥပဒေတွေအားလုံးကိုပြန်ချုပ်ကြည့်လို့ရှင်နံပါတ်1အစိုးဆုံးနဲ့အရင်ဆိုင်ဆုံးပြစ်မှုကကိုပြည်သူကို ပြန်သက်ဘုံကျဲမိရှုမရင်းကျင်တဲ့အပြစ်မှုမျိုးတွေပါနံပါတ်2အရသာအစိုးရရဲ့အမိန့်ကိုမနာခံတဲ့အမှုပို့ပြီးတော့ဆိုတာကခေါင်းဆောင်တွေကိုဖမ်းဆီးအာဏာသိမ်းတဲ့အမှု နံပါတ်3အခြေခံဥပဒေချိုးဖောက်မှုနံပါတ်4နိုင်ငံတကာဥပဒေတွေနိုင်ငံတကာစံနှုန်းတွေကိုချိုးဖောက်တာဆိုလိုတာကဆေးရဆုံးမှုလူမျိုးတုံးတက်ဖြတ်မှုလူသားမျိုးနွယ်ဆန့်ကျင်တဲ့ရာဇဝတ်မှုစတဲ့အပြစ်တွေပါဝင်ပြစ်မှုကြီးတွေကိုကျူးလွန်တာမျိုးကိုဆိုလိုတာပါအဲ့ဒီအချက်တွေဟာအဓိကအချက်တွေဖြစ်ပါတယ်အခုကျွန်တော်ပြောသွားတာကတိုင်း PDP ရဲ့စစ်တပ်ဟာဘလို့အခြေအနေဘလို့အချိန်ခါမျိုးမှာဘလို့အပြုမှုမျိုးတွေကျူးလွန်တဲ့အခါမျိုးမှာ နိုင်ငံစစ်တပ်ဆိုတဲ့အဆင့်တန်းကနေပြီးတော့ရှော့ကြပြက်ပြဲတယ်ဆိုတာတွေကိုပြောနေတာပါအယီချင်းပြက်ရင်ဖောက်ပြန်မှုတွေဘလို့ချိန်မှာဖြစ်တယ်ဆိုတာကို ပြောနေတာပါ နိုင်ငံတကာကသတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့ကိုကားပြီးတော့နှိုင်းရှင်ပြီးတော့ပြောပြနေတာပါအဲ့ဒီအချက်တွေတွေကတစ်ချက်ကိုကျူးလွန်လို့ရှိရင်တော့မှနိုင်ငံတော်စစ်တပ်ဆက်လုပ်ဖို့မထိုက်တန်တော့ပါဘူးအခုမအားလာစစ်တပ်ဟာအချက်ပေါင်းများစွာနဲ့ညှိစွန်းနေပါတယ် ဘလိုနီးနဲ့မှနိုင်ငံတော်စစ်တပ်အဖြစ်နဲ့ဆက်မထားတင်တော်တဲ့စစ်တပ်မျိုးပါအဲ့ဒါလိုအခြေအနေမျိုးဖြစ်လာပေမဲ့အဲ့ဒီစစ်တပ်ကိုခေါင်းဆောင်တဲ့သူတွေကတနတ်ကိုအသေးဆုပ်ထားပြီးတော့စင့်ပေးဖို့ဖယ်ပေးဖို့ညှဉ်းဆန်းနေတယ်ဆိုလို့ရှိရင်လောက်ဆရာကြီးကနှစ်နီးပဲရှိပါတယ်ပထမနီးကတော့အဲ့ဒီစစ်တပ်ကိုနိုင်ငံတကာစစ်တပ်တွေက စူးစီးချေမှုန်းအေးအေးယူတဲ့နေ့ဖြစ်ပြီးတော့ဒုတိယနေ့ကတော့ပြည်သူလူထုကိုယ်တိုင်ကတော်လန်ဖြုတ်ချတဲ့နေ့ပါပထမနေ့ကတော့လက်ရှိအချိန်မှာဖြစ်လာဖို့အကြောင်းမရှိတာကိုအလုံးအသိပါဒီလောက်တော့ဆိုရပြီးတော့ဒီလောက်အကျင့်ပြက်ဒီလောက်ရုံမာတဲ့စစ်တပ်ကြီးကပြန်ကောင်းလာအောင်မလားလို့မျှော်လင့်ပြီးတော့ဆွေးနွေးဖြောင်းဖြားခြင်းနဲ့သူတွေကတော့အုံနောက်မမှန်တဲ့သူတွေတို့တောင်မှဆိုရမလို့ဖြစ်နေပါပြီတကယ်လို့ငါတို့က နိုင်အောင်မတိုက်နိုင်ဘူးမတော်လှန်နိုင်ဘူးဆိုရင်ရောလို့တစုံတစ်ယောက်ကမေ့ချင်မေ့ပါလိမ့်မယ်အဲ့ဒီအတွက်အဖြေရှိပါတယ်နှစ်သက်ဖွဲ့ရာအဖြေတော့မဟုတ်ပါဘူးနိုင်အောင်မတိုက်နိုင်လို့ရှိရင်နိုင်အောင်မတော်လှန်နိုင်လို့ရှိရင်တော့သားစဉ်မြေးဆက်သူတို့လို့သမျှသူတို့တတ်သမျှဆက်ပြီးတော့ခံကြတာပေါ့ကွာလို့ပဲဖြေစရာရှိပါတယ်ခင်ဗျာ